မြန်မာနိုင်ငံကိုဒုက္ခဆိုးကြီးရောက်ရှိလာသည်နှင့်မျှစိတ်မကောင်းစရာသတင်းတွေပဲတောက်လျှောက်သက်လာနေပါရဲ့အခုလေမန္တလေးမှာဖြည့်ဆိုထားတဲ့တက္ကသိုလ်ဝင်ဆောင်မှုဘွဲ့အဖြေလွှာအားလုံးမိသေးပါသွားတယ်လို့ကြားသိရပါရဲ့အဖြေလွှာတွေအကုန်လုံးက၄သိန်းခွဲရှိတယ်လို့ကြားသိရတာကြောင့်မန္တလေးမှာရှိတဲ့အဲ့ဒီတိုင်းဒေသတစ်ခုလုံးမှာရှိတဲ့ပြည်သူတွေအကုန်လုံးကျောင်းသူကျောင်းသားတွေအကုန်လုံးကစိုးရိမ်ပူပန်မှုတွေမြင့်တက်လေရှိနေတာကိုကျွန်တော်နေနဲ့တွေ့ရပါရဲ့ အခုချိန်မှာအသက်ထက်ဘာမှအရေးမကြီးဘူးဆိုပေမဲ့ကျောင်းသူကျောင်းသားတွေဟာလေအင်မတန်မှတနစ်တလုံးစူးစမ်းခဲ့ပြီးမှစာမပွဲကိုဖြည့်ဆူခဲ့ရတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံဟာစစ်ပွဲများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေရတာကြောင့်တို့တွေနဲ့စာမပွဲဖြည့်ဖို့တော့မလွယ်ကူခဲ့ပါဘူးအခုတော့တက္ကနာချင်းမာပဲငလင်ကြီးလောက်ကံမှုကြောင့်မန္တလေးတက္ကသိုလ်ကြီးမီးလောင်ပြကျသွားခဲ့ပြီးတော့ဖြည့်သွားတဲ့အကုန်လုံးမီးတဲပါသွားခဲ့ကြောင်းလေးသိရပါတယ်ဒီထက်နဲ့ငလင်ကြောင့်မန္တလေးတက္ကသိုလ်ဝန်မီးလောင်ခဲ့တာကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်များမှာ တက္ကသိုလ်ဝင်ဆာမူဝဲဖြစ်ဆိုထားတဲ့အဖြေလွှာများမီးလောင်သည့်အထက်ပါသွားကြောင်းစစ်ကောင်စီကထုတ်ပြန်ထားပါရီအခုတော့သတင်းတွေပြန်လည်ထွက်ပေါ်လာပါရီတကယ်လို့သာပြန်လည်ထူထောင်ရေးပြီးသွားပြီဆိုရင်မန္တလေးတိုင်းစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်ကကျောင်းသူကျောင်းသားတွေဟာတက္ကသိုလ်ဝင်ဆာမူဝဲကိုပြန်လည်ဖြစ်ဆိုရမယ်ဆိုပြီးတော့ MRTV ကနေအကြမ်းမြင်အဖြစ်ထုတ်ပြန်လိုက်တာပဲဖြစ်ပါရီအခုလိုမျိုးချစ်သွားတဲ့ကိစ္စတွေကြောင့်အချောင်းသူအချောင်းသားတွေကတော့စိုးရင်ပူပန်မှုတွေမြင့်တက်လေးရှိနေပြီးတော့ မိခုံပြောင်းပြီးတော့ပြန်လည်မေးမြန်းမှောက်ကလေးစိတ်ပူနေကြတယ်လို့သိရပါရယ်။ဘာဖြစ်ဖြစ်ပါစစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနကတော့အကောင်းဆုံးအားလုံးအဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့တော့ကြေပေးထားတာဖြစ်ပါရယ်ဗျာ။